အပိုင်း928ရဲ့အဆောင်မှာတော့ Orion ကို Orochi ကသူ့ရဲ့ပါးစပ်နဲ့အားရပါးရကိုက်ထားပါရီဒါကိုမြင်တော့ဘေးကလူအချို့ကလည်းအတော်လေးကိုသွေးပြက်ကုန်ကြပါရီ Yoshiro ကတော့အခုလိုမျိုးကမောက်ကမဖြစ်ကုန်တဲ့အခြေအနေကိုသဘောကျနေခဲ့ပြီးသူ့ရဲ့စွမ်းအားတစ်ခုကိုထုတ်လွှတ်လိုက်ရင်ရီမောနေပါရီ Orochi က Orion ကိုကူးဆိုရင်သူ့ပါးစပ်ထဲမှာရောက်နေပြီဖြစ်တာကြောင့်အငင်သာဆုံးဆုံးသက်ပြီးမှမို့ဒီတိုင်းတီခံလိုက်ဖို့အတွက်ဖိအားပေးနေပါရီအဲ့ဒီအချိန်တစ်ဖက်မှာလည်းဆာမူရိုင်းတယောက်ကဒီယာကိုကူကို Orochi ရဲ့လျှောက်ရွက်ကိုဒါစီပေးဖို့အတွက်လာပြီးတော့ပြောနေပါရီ ဒါပေမဲ့ဒီယိုဂိုကူကသူ့အနေနဲ့အိုရိုချီကိုလွန်ဆန်မှုအတွက်လုံးဝမဖြစ်နိုင်တာကြောင့်ဒီတိုင်းပဲလွတ်ထားပေးမယ်ဆိုပြီးပြန်ပြောခဲ့ပါရီ။ဒါပြင်အခုဆိုရင်အိုရိုချီရဲ့ကိစ္စထက်အရေးကြီးတာကကျူးကျော်သူတွေကိုဖမ်းဆီးဖို့ကြိုးစားနေရတယ်လို့ဆိုပါရီ။ဒီလိုနဲ့သူကအိုတိုကိုကိုပွေ့ချီထားတဲ့ရော်ဘင်နောက်ကိုတဖြည်းဖြည်းတိုးကပ်သွားခဲ့ပါရီ။အိုတိုကူကတော့ရော်ဘင်ကိုအိုရီယန်ကိုကယ်ပေးဖို့အတွက်တောင်းဆိုနေပါရီ။ဒါပေမဲ့ရော်ဘင်ကတော့သူမအနေနဲ့အိုရီယန်ကိုကယ်နိုင်မှုအနေနဲ့သာသာအခုဆိုရင်သူမတို့နှစ်ယောက်လုံးရဲ့အသက်ရှင်ရေးအတွက်တောင်းမနေကြိုးစားနေပြီးရုန်းကန်ရအောင်မယ်လို့ပြောလိုက်ပါရီ။ ဒီလိုနဲ့သူမတို့နောက်ကိုတဖြည်းဖြည်းဝိုင်းအောင်လာတဲ့ရန်သူတွေကိုကြည့်ရင်ရောဘင်တယောက်သွေးပြတ်နေပါလေ။အဲ့ဒီအချိန်ယုတ်တရက်အခန်းတစ်ခုတည်းကနေဖူဂျီနဲ့ရေစင်ကပြေးထွက်လာခဲ့ပြီးသူတို့နှစ်ယောက်နောက်ကိုတရေလိုက်နေရလို့ဆိုတာကြောက်လန့်နေပါလေ။ဒီလိုနဲ့သူတို့အားလုံးဝိညာဉ်ပုံစံနဲ့ဖြစ်နေတဲ့ဘရုတ်ကိုတွေးရှိလိုက်ရပြီးရောဘင်နဲ့အိုတိုကိုတို့နောက်ကနေထွက်ပြေးကုန်ကြပါလေ။ရောဘင်ကဘရုတ်ကိုအခုလိုမျိုးသူမကိုကယ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်နေခဲ့ပြီးရှင်လွန်လိုက်တဲ့အကွက်ကအတော်လေးကိုလမ်းနေလို့ဆိုတာချီးကျူးနေခဲ့ပါတယ်။ဒါ့အပြင်နန်းတော်တွေကထွက်ပြေးဖို့ကိုလည်းဒီနီလန်ကိုထပ်သုံးပေးအောင်လို့တောင်းဆိုလိုက်ပါတယ်။ ကားဆုံးမှာတော့ရော်ဘင်ကသူမစီကိုပြေးဝင်လာနေတဲ့ဒီယာဂိုဂူကိုအီယာမလက်တန်ကျူးတွေနဲ့တိုက်ခိုက်ပြလိုက်ပြီးအဝေးကိုလွင်ထွက်သွားအောင်လုပ်ပြလိုက်ပါတယ်။ခေါင်းဆောင်ဖြစ်သူဒီယာဂိုဂူလည်းကြောက်သွားချိန်မှာတော့လောင်းငယ်သားချို့ကရော်ဘင်ကိုဝိုင်းဝန်းလုံးချမ်းဖို့အတွက်ကြံစီခဲ့ကြပါမယ်။ဘရုတ်ကဝင်ရောက်ချောက်လန့်နေခဲ့တာကြောင့်ကမောက်ကမောက်ဖြစ်ကုန်ပါတယ်။အဲဒီအချိန်တစ်ဖက်ကခေါင်းမိုးပေါ်ကနေလေနာမီနဲ့ရှီနိုကဘရုတ်နဲ့ရော်ဘင်တို့အချိန်နေတိုက်ပွဲကိုချောင်းကြည့်နေပါတယ်။နာမီကချီနိုကိုသူမတို့အနေနဲ့အခုလိုမျိုးတိုက်ပွဲကိုကြည့်နေရုံနဲ့အဆင်ပြေပါမလားဆိုပြီးချီနိုကိုမင်းနေပါရီ ရှင်နိုကတော့အခုချိန်ရောက်တော့မှတော့သူတို့လည်းဝင်းကိုယုံကလွဲပြီးမရှိတော့ဘူးလို့ပြန်ဖြေပါရည်။အဲ့ဒီချိန်ယုတ်တိရဲ့အမောင်လေးကနေတန်ကြိုးတစ်ခုကထွက်လာခဲ့ပြီးနာမည်ရဲ့လည်းဝင်းကိုလာရောက်ရစ်ပတ်ပါရည်။ဒါကြောင့်ရှင်နိုဘူးကသူမရဲ့ဓာတ်ကိုအသုံးပြုပြီးတန်ကြိုးကိုဖြတ်တောက်လိုက်ပါရည်။အဲ့ဒီနောက်မှာတော့သူတို့ကိုအမောင်လေးကနေပြီးတော့လှမ်းပြီးတန်ကြိုးနဲ့ပြစ်လိုက်တဲ့သူကထွက်ပေါ်လာခဲ့ပြီးအဲ့ဒီလူကဟန်ဆိုဖြစ်နေရကိုတွေ့ရပါရည်။ဟန်ဆိုကလည်းရှင်နိုကိုမြင်သွားပြီးမျက်လုံးပြူနေပါရည်။ တကယ်တော့အတိတ်မှာတော့ရှီနိုဟာရန်ကိုလာပါတဲ့မိမနင်ဂျာတူဖြစ်ပြီးယောက်ျားရင်းကလည်းသူမရဲ့အလှမှာကြာဆုံးခဲ့ရတာပါဒါပြင်သူမကယောက်ျားသက်သမားဆိုပြီးတော့ဝါနိုတိုင်းမီထဲမှာနာမည်ကြီးခဲ့ပူတဲ့သူတရားဖြစ်ပါရည်လက်ရှိချိန်မှာတော့ဟန်ဆိုကအရင်တုန်းကထက်အစတရာလောက်ပိုဝါလာတဲ့ရှီနိုကိုကြည့်ရင်မယုံကြည်နိုင်ဖြစ်နေပါရည်ဒါကိုဒေါသထွက်သွားတဲ့ရှီနိုကလက်နက်ပုံနဲ့ကောက်ပြစ်လိုက်တာကြောင့် paralysis juice ကိုပါထပ်မံအသုံးပြုလိုက်ပြီးဟန်ဆိုလည်းလှုပ်မရဖြစ်သွားပါရည် ဒီလိုနဲ့ရှီနိုကသူမရဲ့နင်ဂျာတက်ပညာကိုအသုံးပြုပြီးထပ်ကိုတစ်ခုလုံးကိုအေးပြောအောင်ပြုတ်လုလိုက်ရင်အိုရီယန်ကိုကယ်တင်မှုအတွက်အောက်ကိုခုံဆင်းသွားပါတယ်။ယုတ်တိရမိုးပေါ်ကနေခုံဆင်းလာတဲ့ရှီနိုကိုမြင်တော့အိုရိုချီရဲ့လောင်းငယ်သားအချို့လည်းတွေးပြတ်သွားခဲ့ကြပါတယ်။ပြိုကျလာတဲ့ခေါင်းမိုးတွေကအိုရိုချီရဲ့ဥကောင်းကိုထိခိုက်သွားတာကြောင့်နာကျင်သွားတဲ့အိုရိုချီလည်းဗဇက်ထဲမှာကြိုက်ထားတဲ့အိုရီယန်ကိုလွှတ်ချမိလိုက်တယ်လို့ဖြစ်သွားပါတယ်။ဒီလိုနဲ့လဲကျနေတဲ့အိုရီယန်ကိုအိုရိုချီကလိုက်လံဖမ်းဆီးဖို့ကြိုးစားနေပေမဲ့ဂီယိုရှီရိုကဂျာကနေဝင်ရောက်လာခဲ့ပြီးသူ့ရဲ့ဓားကိုထုတ်ကအစင်းသင်မဲလာလို့မိလိုက်ပါတယ်။အိုရီယန်ကလည်း အဆင်နေမယ်လို့ပြန်ဖြေပါရယ်အဲဒီနောက်မှာတော့သူတို့နှစ်ယောက်ကတယောက်နဲ့တယောက်မျက်တောင်မခတ်ကြည့်နေရင်ဂယိုရှီတို့ကမြန်ဆန်လွန်းတဲ့ခုတ်ချက်ကိုတုံးပြီးအိုရီယန်ကိုဆုံးသတ်ပေးလိုက်ပါရယ်လဲကျသွားတဲ့အိုရီယန်ကိုမြင်လိုက်ရတဲ့အခါမှာတော့အိုရိုချီအပါဝင်ဂျန်တဲ့သူတွေအားလုံးလည်းဂယိုရှီရဲ့လှုပ်ရက်ကိုနားမလည်နိုင်ဖြစ်ပြီးအိုရိုချီကတော့ဂယိုရှီကိုအမိန်မပေးဘဲဒီလိုလှုပ်ရကောင်းလားဆိုပြီးဆဲဆိုနေပါရယ်ဂယိုရှီကတော့အိုရိုချီရဲ့စကားတွေကိုဂယူးမဆိုင်တယ်လို့ပုံစံမျိုးနဲ့အခုလိုပြစ်တဲ့မျိုးကသူမနဲ့အထိုက်အတန့်ဆုံးပဲဆိုပြီးပြန်ပြောပါရယ် ။နောက်ပြီးစစ်တီရော်တယောက်ရဲ့တနားညာတာမှုအောက်မှာဂုံဒီရရှိရှိနဲ့တေးဆုံးသွားခဲ့တဲ့အတွက်ဝမ်းသာပေးဖို့ရောင်းလိုအပ်တယ်လို့ဆိုပါရီ။နောက်ပြီးဝါနိုတိုင်းမြေပေါ်ကိုင်တိုထုတ်ပြန်ထားတဲ့စီမင်းအရာဆိုရင်ရှိုးကန်ဒီကိုပုံကန်တာနဲ့အချိန်မီွေးကြိုက်တဲ့အချိန်မှာကြိုက်တဲ့နေရာမှာရင်တည်တံချမှတ်နိုင်ကြောင်းပြောပြပါရီ။အဲ့ဒီအချိန်တစ်ဖက်ကဆာမူရိုင်းတွေကတော့ဂီယိုရှီရိုနေနဲ့ဒိုင်းမီရဲ့စီမင်းစည်းကမ်းတွေကိုလိုက်နာမယ်ဆိုရင်တော့အခုလောက်ထိမိန်မလာလေးတယောက်ကိုရဲရဲဆက်ဆက်ပုံစံမျိုးနဲ့မတက်ပြည့်သိမှုဆိုပြီးတီးတိုးပြောဆိုနေကြပါသေးတယ်။ အဲဒီနောက်မှာတော့ Yoshiro ကလည်းကြာနေတဲ့ Oriana ကကိုစုကြီးကလန်အမတ်သားပါဝင်တဲ့စာရွက်တစ်ခုကိုတွေ့ရှိသွားပါတယ်။တစ်ဖက်မှာလည်းဒေါသထွက်နေတဲ့ Oroshi က Orion ကိုမရတဲ့အစုံညမဖြစ်သူကိုမွေးပြီးစားမယ်ဆိုတဲ့အကြံနဲ့ Robin C ကနေ Otoko ကိုတင်းလိုက်တောင်းနေပါတယ်။ဒါကြောင့် Robin လည်းအသေးအံထွက်ပြေးနေရပါတယ်။ဒါကိုမြင်တော့ Nami ကသူမရဲ့မော်ဒုတ်တံကိုအသုံးပြုပြီး Zeus ကိုစင်ခေါ်က Orochi ကိုတိုက်ခိုက်ဖို့အတွက်ထွက်လာခိုင်းပါတယ်။တဖက်မှာလေဘရိုကီရဲ့ချောင်းလန်မှုကြောင့်ဆာမူရိုင်းချူကရုပ်ပြည့်စင်ပြန်နန်းတော်တွေကနေထွက်ပြေးနေကြပါတယ် တဖက်မှာလည်းရှုပ်ထွေးနေတဲ့အချိန်ခါကိုခွင်ကောင်းယူပြီးနာမီကအနောက်ရောင်တိမ်တိုက်တွေကိုစင်းခေါ်ကရဲတိုက်တစ်ခုလုံးပေါ်ကိုမိုးကြိုးတွေပြေးချလိုက်တာကြောင့်အိုရိုချီအပေါ်ဝင်လောက်ငယ်သားတွေအားလုံးနဲ့စမုံတုံးကုန်ကြပါတယ်။နောက်တစ်ခါမှာတော့ရှီနိုနဲ့အတူထွက်ပြေးလို့မြောက်လာတဲ့နာမီရော်ဘင်နဲ့အိုတိုကိုရိုကိုတွေ့မြင်ရမှာဖြစ်ပြီးရော်ဘင်ကထိုးတက်လာတဲ့နာမီအစွမ်းကြီးကိုချီးကျူးနေခဲ့ပါတယ်။ဦးတော်မိုင်းနွေးစကန်ရဲ့တနေရာမှာတော့ဟျူကလူဖီကိုအစားတောက်လဲလဲရေးကူပုံနေအတွက်ကျေးဇူးတင်ကြောင်းလာပြောနေခဲ့ပြီးလူဖီကတော့အခုချိန်ထိကင်းဆိုတဲ့ကောင်အဲ့ရကနေမနိုးသေးဘူးလားဆိုပြီးတွေးနေပါတယ်။ အဲဒီအချိန်ရုတ်တရက်ကိတယောက်ထောင်းပေါက်ပြေးသွားပြီဆိုတဲ့တဲ့ရင်ကမိုင်းတွင်းထဲမှာစူညံသာထွက်ပေါ်လာခဲ့ပြီးနောက်တစ်ခါမှတော့ဘင်မောင်းကအဆူရူကိုဒူမတိုက်တဲ့ဘဲနီလေးစံမြုပ်ကအရန်ရပါရှိပြီးအားရပါရတောက်နေခဲ့ကဒူမကကျေးဇူးတင်နေခဲ့ပါတယ်ဒါကိုချောင်းကြည့်နေခဲ့တဲ့ချော်ပါကဘင်မောင်းတယောက်ပုံမှန်မှတ်ဉာဏ်ကိုသာပြန်လဲရရှိသွားမယ်ဆိုရင်လူဖီကိုသွားရောက်ခဲ့တင်မဲ့စီစဉ်နေကိုကမောက်ကမဖြစ်သွားနိုင်တယ်ဆိုပြီးအိုတမောင်းရဲ့ချားသူတွေကိုတတိပေးနေပါတယ် အဲ့နောက်မှာတော့ချောပါမိုးမိုးလို့ဆူခဲနေ။ဦးတမားတို့၃ယောက်ကဘင်မောင်းကိုဦးရုံမိုင်းတွင်းစခန်းမှာဘဲနီလေးဆံမြုပ်တွေအများကြီးရှိတာကြောင့်အတူတူသွားယူကြမယ်ဆိုတာဝိုင်းမိချင်းထဲကြပါရီ။ချောပါကတော့အခုလိုမျိုးလိမ့်လဲမိတဲ့အတွက်သူ့ကိုယ်သူအပြည့်ရှိတယ်လို့ခံစားနေရပြီးဘင်မောင်းမသာမတော်တဆမှတ်ညံနေပြန်ရလာခဲ့ရင်သူတို့အားလုံးတေကုန်လိမ့်မယ်ဆိုပြီးစိုးရိမ်နေပါရီ။ဒီလိုနဲ့ဘင်မောင်းကဦးရုံမိုင်းတွင်းစခန်းကိုသူတို့နဲ့အတူတူလိုက်ခဲ့ဖို့အတွက်သဘောတူလာရင်ဇလန်းလေးကလည်းဒီမာရီမဲတခိုင်းရက်သွားခဲ့ပြန်ပါရီ။ အပိုင်း929ရဲ့အဆောင်မှာတော့ဂန်ဂျူရိုနဲ့အတူထွက်ပြေးလာတဲ့ရှီနိုရိုအုပ်စုအိမ်တလုံးထဲမှာထိုင်ပြီးစကားဝိုင်းဖွဲ့ပြောနေပါတယ်။ဂန်ဂျူရိုကဘလို့ပဲဖြစ်ဖြစ်အခုလိုမျိုးအိုရိုချီရဲ့လက်ထဲကနေလွတ်မြောက်လာနိုင်ခဲ့တာကအတော်လေးကိုကံကောင်းတယ်လို့ဆိုပါတယ်။ရော်ဘင်ကသူမရဲ့မျက်စိရှိမှတယ်နာမည်ကြီးအိုရီယန်တယောက်ရရဆက်ဆက်အသက်ခံလာရတာကိုအခုထိမျက်လုံးထဲကမထွက်သေးဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဂန်ဂျူရိုကအခုလိုမျိုးကိစ္စတွေကနိုင်ငံတွင်းမှာဖြစ်လေဖြစ်ထရှိနေကြပဲလို့ဆိုပြီးပြန်ပြောပါတယ်။ နာမီကတော့အိုရိုချီကိုပြန်ပြောရုံနဲ့ခုတ်သက်တာကြီးကတော်တော်လေးကိုတရားလိုနယ်လို့ပြောနေခဲ့ရင်စိတ်ပြက်လက်ပြက်နဲ့ကျမ်းမြင်ပေါ်ကိုလည်းချပလိုက်ပါတယ်။အဲဒီချိန်ရှီနိုကအိုရီယန်ကိုခုတ်သက်ခဲ့တဲ့လူနာမည်ကဂီယိုရှီရိုလို့မိရာကြောင်းဂန်ဂျူရိုကိုပြောပြသွားတယ်။ဂန်ဂျူရိုကတော့သူ့အနေနဲ့အခုလိုမျိုးနာမည်ကိုအခုမှကြားဖို့ကြောင်းလွန်ခဲ့တဲ့နှစ်20ကဝါနိုတိုင်းပြည်ရဲ့အကြီးဆုံးယာကူဇာခေါင်းဆောင်ဖီယိုကိုရိုတာအခုချိန်ရှိနေမယ်ဆိုရင်ဒီလိုကိစ္စတွေကဖြစ်လာစရာအကြောင်းမရှိဘူးလို့ပြောပါရည်။ရော်ဘင်ကတော့အိုတူကိုကိုဒီလိုပုံစံမျိုးနဲ့သာဆိုရင်ဂျိုရှီရိုနောက်ကိုပြန်သွားလို့ဖြစ်ပါမလားဆိုပြီးလမ်းမေးပါရည်။ ဘရုကတော့တံမိုးထားရသောမိန်းကလေးကိုတော့မှရရဆက်ဆက်ခုတ်သက်ပြတဲ့ကောင်မျိုးအနာကိုအိုတကူသာပြန်ပို့ပေးလိုက်မယ်ဆိုရင်ဒီလောက်ယူမိုက်တဲ့သူကကဘာပေါ်မှာရှိတော့မှာမဟုတ်ဘူးဆိုပြီးဝင်ပြောပါရီအဲ့နောက်မှာတော့သူတို့အားလုံးအချင်းတွေအားလုံးကိုပြန်လဲစစ်ဆေးဖို့အတွက်ပန်းမျိုးတော်ကိုပြန်လဲခိုးဝင်ဖို့အတွက်တိုင်ပင်ခဲ့ကြပါရီနောက်ပြီးရေမရှိုးရတာလေရပောင်းများစွာကြာပြီဖြစ်တာကြောင့်ရေပူစမ်းမှရင်ဝေချိုးညင်နေဆိုပြီးနာမီကဝင်ပြောပါရီ ရှီနိုကဘလိုပဲဖြစ်ဖြစ်ဘန်မြူရဲနေရာတိုင်းမှာစီးပွားရေးလုပ်ငန်းစုတော်တော်များများကအိုရိုချီယာလောက်ခံနေဖြစ်တာကြောင့်ဘယ်အရာမဆိုသူမတို့အနေနဲ့ရုပ်ဖြတ်ပြီးလုံဆောင်ကြရလိမ့်မယ်လို့သတိပေးပါရည်။တစ်ဖက်မှာလည်းကန်ဂျူရိုကရော်ဘင်ကိုအိုရိုချီရဲ့ပွဲတော်မှာတုန်းကရခဲ့တဲ့အချက်လက်တချို့ကိုပြန်ပြီးတော့မျှဝေပေးဖို့အတွက်သူကပြောလိုက်ပါရည်။ရော်ဘင်ကတပ်ပြင်းတစ်ချက်ချလိုက်ပြီးသူမအနေနဲ့ရရှိခဲ့တဲ့အချက်လက်ဆိုလို့အိုရိုချီရဲ့အိတ်ချိန်စားချိန်နဲ့အိုနီဂါရှိမာကိုပို့ဆောင်မယ်။ကုန်ပစ္စည်းတွေအကြောင်းနောက်ပြီးကိုင်ရိုကြိုက်တဲ့အစားအသောက်တွေအကြောင်းဆိုပြီးစိတ်ပြက်လက်ပြက်နဲ့ပြန်ပြောပါရည်။ ဘရိုကတော့သူ့အနေနဲ့စေတကားနောက်မှာမြေရောက်ခန်းမှာရှိတဲ့ပိုနီကလေးတစ်ချို့ကိုဖတ်ရှုခဲ့ရကြောင်းသူကပြန်ပြောပါရီစကားဆုံးမှာတော့ကန်ဂျူရိုကအခုလိုမျိုးအချက်လက်ဆုံးဆုံးနေရင်တရင်ယူလာပေးတဲ့ကောက်ရုပ်ထုတ်တမျှအဖွဲသားတွေကိုသူ့ရဲ့ဥပေါင်းကိုညှို့ချလိုက်ရင်ကျေးဇူးတင်နေခဲ့ပါရီနောက်နေ့မနက်မှာတော့ Orion ရဲ့တည်ဆုံမှုတရင်ကဘန်းမြူတော်စီထဲမှာပေါ့ပွက်ညံနေပါရီတဖက်မှာလည်းစန်ကြီးကတရင်စာထဲမှာပါလာခဲ့တယ် Orion တယောက်ဖြစ်တဲ့ Gomurasaki ရဲ့တည်ဆုံမှုတရင်ကိုဖတ်ရှုလိုက်ပြီးမရှုမလားနဲ့ငိုကြီးချလာဖြစ်နေပါရီ Yusuf ကတော့ ။စံကြီးနေနဲ့တစ်ခါလောက်ပဲတွေ့ဘူးတဲ့မိန်းမတယောက်တည်းအခုလိုမျိုးကြေကွဲနေတာက တော်တော်ကြီးရဆိုရဲလို့ဆိုပါရီ။အဲဒီအချိန်လောကသတင်းစာကိုကောက်ကွယ်လိုက်ပြီး Orion ရဲ့အသူဘောက်ကမနေ့ပြန်ဖြစ်ကြောင်းနဲ့ Robino အုပ်စုရောအဆင်ပြေပါမလားဆိုပြီးစိုးရိမ်နေပါရီ။စံကြီးကတော့သူ့ရဲ့ Jerma 66အတွင်ကိုပြောင်းလဲပြစ်နိုင်နေတယ်။ကရိယာကိုကိုင်းလိုက်ရင်နဲ့ Udo Mindway Scan က Luffy ရဲ့အကြောင်းကိုသတင်းစာထဲမှာပါမလာတော့ဘူးလားလို့မေးလိုက်ပါရီ။ဒါကိုကြတော့ Frankie ကအခုလောက်ဆိုရင်ခေါင်းဆောင်တယောက်ထောင်ထဲမှာတောင်းကျမ်းနေလောက်ပြီးတော့ရည်ရင်ပြောပါရီ။ ီလိုနဲ့လောကသတင်းစာထဲမှာလူဖီចောင်းပါမလာပေမဲ့ကင်းဆိုတဲ့ကောင်ចောင်းတော့ပါလာတယ်လို့ဆိုပါတယ်နောက်ပြီးအဲဒီကောင်လေးဥရောမိုင်းဒရင်းစကန်နဲ့မှာလူဗီနဲ့အတူတူထောင်းကြရင်တခုခုကိုကြမ်းစီနေလောက်တယ်ဆိုပြီးပြောပါရီဒါပေမဲ့တစ်ဖက်မှာရှိတဲ့စံကြီးကတော့လောပြောသမျှကိုယူမဆိုင်ပဲမိမရီချိုးကန်နဲ့ပတ်သက်တဲ့အကြောင်းကိုသာတီးတူပြောဆိုနေပါရီဖရန်ကီနဲ့ဥဆိုးပြုတ်လဲပေါက်ကွဲပြီးဝိုင်းသမားကြပါတော့တယ်နောက်တစ်ခါမှာတော့ပေရိုစပေရိုကဒီယာဖူကူနဲ့စမူသီအပါဝင်ဂျန်နမီသားစုဝင်တွေအားလုံးကိုမမပြုတ်ကြသွားတဲ့နေရာကဝါနိုတိုင်းမီရဲ့လဲတဲ့တဲ့ဖြစ်တဲ့အပြင်ဗီဗာကတ်ကလည်းအခုချိန်ထိ အသက်ရှင်နေသေးချောင်ပြနေသေးတာကြောင့်စိတ်ဖူစရာမလိုဘူးလို့သူကပြောပါတယ်ဒါပေမဲ့ကိုက်ဒိုသာဒီကိစ္စတွေအားလုံးကိုသိရှိသွားမယ်ဆိုရင်တော့အခြေအနေကအနေငယ်တင်းမာလာနေတယ်လို့ဆိုပါရစေ။အကြောင်းကတော့မောင်မနဲ့ကိုက်ဒိုကတိတ်မာတုန်းကတဖွဲ့သေးသားတွေဖြစ်ခဲ့ပေမဲ့အေဂရစ်ဖြစ်လာပြီးနောက်ပိုင်းမှာတူနဲ့တူဆက်ဆံရင်းအနေငယ်တင်းမာလာကြတယ်ဆိုပြီးရှင်းပြပါရစေ။စကားဆုံးမှာတော့ဒီယာဖူကူအပါဝင်ဂျန်နဲ့မောင်နှမတွေအားလုံးလည်းမောင်မသာမရှိရင်သူတို့အားလုံးရဲ့ဘဝတွေကဘလို့ဖြစ်သွားမှာလဲဆိုပြီးပယ်ရိုစပယ်ရိုကိုဝိုင်းမိမိမြန်းကြပါရစေ။အဲ့ဒီအချိန်ပယ်ရိုစပယ်ရိုကအားရပါးရရီမောလိုက်ပြီး တကယ်လို့ဘင်းမောင်မသာမရှိရင်ဒိုင်းမီကိုဆက်လက်ဦးဆောင်မဲ့သူကသူပဲပေါ့လို့ဆိုပြီးထားပြောပါတယ်။ဒီယာဖူကူကတော့သူ့အနေနဲ့ဒီကိစ္စကိုလက်မခံကြောင်းနဲ့တကယ်လို့အဲ့လိုသာဖြစ်လာမယ်ဆိုရင်ခေါင်းဆောင်ဖြစ်တဲ့သူကကာတာဂူရီတယောက်ပဲရှိတယ်လို့ဆိုပါတယ်။အဲ့နောက်မှာတော့အကိုဖြစ်သူဘဲရိုစပဲရိုနဲ့ညီဖြစ်သူဒီယာဖူကူတို့အချင်းချင်းစကားများကုန်ကြပါတယ်။နောက်တစ်ခါမှာတော့အိုတမာကဘင်းမောင်ကိုခေါ်ဆောင်သွားပြီးလူဗီကိုကယ်တင်ဖို့အတွက်ဦးရုံမိုင်းတွင်းစခန်းကိုသွားရောက်နေပြီဖြစ်ကြောင်းဆရာဖြစ်သူဟေယတ်စုကိုလက်မိတဲ့ရင်ပို့နေပါရီဆရာဖြစ်သူကအိုတမာကို ဘင်မောင်းမှုအကူအညီတောင်းတဲ့ကိစ္စကအနေနဲ့များကြောင်ရှင်းပြနေပြီးအခုချက်ချင်းအနောက်ကိုပြန်လည်လာဖို့အတွက်တတိပေးပါရီနောက်ပြီးကင်းရမုံကလည်းမုံမုံတို့စုခဲကိုအသေးချာဆောင်းရှောက်ဖို့အတွက်မှာထားခဲ့တာကြောင့်တခုခုသာဖြစ်သွားခဲ့မယ်ဆိုရင်အကုန်လုံးကပြဿနာတက်ကုန်ကြလိမ့်မယ်လို့ဆိုပါရီဒါကိုကြတော့ဦးတမောင်ကသူမအနေနဲ့နင်ဂျာအစွမ်းကိုအသုံးပြုပြီးမုံမုံတို့စုခဲကိုအသက်ထဆုံးကာဝယ်ပေးမှာဖြစ်တာကြောင့်စိတ်မပူနဲ့လို့ပြန်ပြောလိုက်ပါရီအဲ့နောက်မှာတော့ဦးတမောင်ကမပြောမစုံနဲ့ဖုန်းကိုချသွားခဲ့တာကြောင့်ဟေယဆုတယောက်ပောက်ကွဲနေပါရီတစ်ဖက်မှာလည်းဘင်မောင်က သူမလိုဇိန်းတယောက်ကိုနွေနွေထွေထွေဆက်ဆံပေးတဲ့အပြင်အရသာရှိတဲ့ဘဲနီလေးဆံပြုတ်ကိုကျွေးမှုတဲ့အိုဂိုဘိုရီမျိုးသားတွေကိုတကယ်လူကောင်းနေပဲဆိုပြီးချောပါတို့ကိုပြောနေပါရီဒါပေမဲ့သူမရဲ့တရေတွေကပုံမှန်ထက်ပိုကျဆင်းနေကြတာကြောင့်ချောပါကသူ့ကိုစားစရာပုံစံမျိုးနဲ့လာမကြည့်နေဖို့အတွက်ပင်မောင်းမှုသတိပေးလိုက်ပါရီတဖက်မှာလည်းမုံမုံနိုစီကေကဆူနာချီဆိုတဲ့ဇာကလုံးကိုထက်ခါထက်ခါအော်ဟစ်နေတာကြောင့်အိုတမကအဲ့ဒီဇာကလုံးရဲ့အထိပယ်ကဘာလဲဆိုပြီးလမ်းမိပါရီ မမကတော့စူနာချီဆိုတဲ့စကားလုံးကခွန်အားဆိုတဲ့အဓိပ္ပာယ်ဖြစ်ကြောင်းယူဆိုလိုက်ပြီးသူ့ပုံမှန်လေးစွမ်းအားတချို့ကတက်ရောက်လာနိုင်ကြောင်းရှင်းပြပါရစေ။နောက်တစ်ခါမှာတော့ထုံးစံအတိုင်းပဲဂျိုးစားနေတဲ့လူဖီကိုတွေ့မြင်ရမှာဖြစ်ပြီးအဖိုးကြီးဟီယိုကလည်းလူဖီရဲ့လုံနိုင်စွမ်းကိုကြည်ကသဘောကျနေပါရစေ။လူဖီကတော့သူ့အနေနဲ့အခုလိုမျိုးအချမ်းရန်နေလှုပ်ဆောင်နေရခြင်းကအပြင်ကဘာကိုပြန်လဲရောက်ရှိတဲ့အခါကျရင်ပိုပြီးတာမာကျင်လာလို့လို့ဆိုပါရစေ။အဲဒီနောက်မှာတော့လူဖီကအဖိုးကြီးကိုသူကိုယ်တိုင်စုဆောင်းထားတဲ့ကူပိုတွေကိုထုတ်ပေးလိုက်ပြီးထမင်းသွားစားဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ အဖိုးကြီးထွက်သွားချိန်မှာတော့ထောင်ဆောင်တူဖြစ်တဲ့အယ်ပါကာကရောက်ရှိလာခဲ့ပြီးကေတယောက်ထောင်ပေါက်သွားတဲ့ကိစ္စနဲ့ပတ်သက်လို့လူဖီကိုစစ်ဆေးမိမြန်နေပါတယ်။တစ်ဖက်မှာလည်းအစားအသောက်တွေကိုယူပြီးပြန်လာတဲ့ဟျိုရဲ့ရှေ့ကိုဒီယာဖူကိုကရောက်ရှိလာခဲ့ပြီးအရသာရှိတဲ့ပေါက်စုတွေကိုသူ့ကိုရောမကြွေးချင်ဘူးလားဆိုပြီးပြဿနာရှာပါတယ်။တစ်ဆက်တည်းမှာပဲဒီယာဖူကိုကဟျိုကိုရိုင်းနှက်ပစ်လိုက်ပြီးအလုံးမလုံးပဲအစားအသောက်ကူပိုးနဲ့ရရှိနေခြင်းကအခြားထောင်သားတွေကိုစော်ကားရနဲ့တူတူပဲဆိုပြီးအပြစ်တင်နေပါတယ်။ဒါပေမဲ့ဟျူကသူ့ရဲ့စကားကိုနားမထောင်မင်းမြေကြီးပေါ်ကြာနေတဲ့ပေါက်စီတွေကိုအားရပါးရစားတောင်းနေကြတာကြောင့် ဒီယာဖူကိုကဒေါသထွက်သွားခဲ့ပြီးဟီယိုကိုခြေထောက်နဲ့တစ်ချက်ပြီးတစ်ချက်အားရပါရကန်ကြောက်ပါတော့တယ်။သူကပေါက်စရီကိုပြန်လဲထွေးထုတ်လိုက်ပြဖို့နဲ့အစားအသောက်ကူပုံတွေကိုကူညီပေးနေတဲ့တရားခံကိုလည်းထုတ်ပြောဖို့အတွက်အမိန့်ပေးနေခဲ့တာပါ။အဲဒီအချိန်လူအုပ်ကြားတွေကနေလူဗီဒီယိုရုပ်တရက်ထွက်ပေါ်လာခဲ့ကဒေါသထွက်နေတဲ့မျက်လုံးစုံနဲ့ဒီယာဖူကိုကိုစိုက်ကြည့်နေခဲ့ရင်ဇလန်နီကလည်းဒီနေရာမှာနေတခန်းရက်သွားခဲ့ပြန်ပါလိမ့်။